အားလုံးပဲမင်္ဂလာပါဒီနေ့တရားသင်မဲ့သင်ခန်းစာကတော့အခန်းတ၄လေ့ကျင့်ခန်းတိသမရှိကနံပါတ်၃ကျန်လာရဲ့လေ့ကျင့်ခန်းတိသမကိုကနံပါတ်၁နှစ်ရဲ့ပဲဖြစ်ပါတယ်လေ့ကျင့်ခန်းတိသမရှိကကျနံပါတ်၃ကတော့ဖြောင့်ရကုန်သတိကိုအသုံးပြုရအောင်ပါလို့ရှင်းပါတယ်နော်ဖြောင့်ရကုန်သတိဆိုတာကျတော့ဒီမှာ तू ကဖြန့်ပြီးတဲ့ဟာကိုကျပြန်ပြီးရှုံနေရမှာနော်ဘုံတော့မှမပြောရမှာစမ်းအဲ့ဒါဆိုရင်ရှင်တို့နံပါတ်ကကြီးမှာ3 2 1 2 1 8 3/2 3/4ပေါ့နော်အဲ့ဒီမှာဒီလို3/2ကဘုံပါတာဖြစ်နေတယ်ဒီလို3/2တခုတည်းကိုပုံထုတ်လိုက်မယ်ပုံတော့ပြီးတော့ minus 1မှာ8နဲ့3/4နဲ့ကိုကြာကျွန်တော် green နဲ့မှာရေးလိုက်ပါနော်အဲ့လိုရေးတဲ့အခါမှာကျွန်တော်တူဝင်နဲ့မှာရှိတယ်နော်အပိုင်းကြီးမျိုးကိုရှင်းတဲ့အခါမှာကျွန်တော်ဘိုင်းကြီးတူအောင်ညီပေးရတာလေဒီနေ့3/4ကိုဘိုင်းကြီး8ဖြစ်အောင်လို့2နဲ့ညောက်ပါတယ်ဘိုင်းကြီးကို2နဲ့ညောက်ရင်ဘိုင်းဝင်ကိုလည်း2နဲ့ညောက်တယ် ့အဲ3 by 2 into minus 1 by 8ကတော့ဒီအန်ပြန်ရေးမယ်အဲနောက်က3 by 4ကကျတော့6 by 8ဖြစ်သွားတယ်ဒါဆိုနှစ်နဲ့ညက်တော့မဟုတ်ဘူးနော်ဒါဆိုရှင်တို့ပိုင်းကြည့်ကြည့်ပါပါဘီအဲ့ဒါဆိုရင်3 by 2 into အဲပိုင်းကြည့်က2 by ဆိုတော့ပိုင်းကြည့်8ကိုပြန်ရေးပါမယ် minus 1နဲ့ plus နဲ့ဆိုရင်လက္ခဏာမျိုးတော့ရှင်တို့နှုတ်ပြရတယ်6ရက်တင်းနှုတ်တော့9ပါပေါ့နော်အပေါင်းအများအတွက်အပေါင်းပါပဲဒါဆိုလို့ရှိရင်ရှင်တို့ကကျင်းလို့မရဘူးဆိုတော့ပိုင်းဝေချင်းချင်းမြောက်မယ်ပိုင်းကြည့်ချင်းချင်းမြောက်မယ်3 9 15 26 26 တန်ဖို့နမကကြီးရဲ့အဖြစ်က15 minus 16ဒီပါလေနောက်ပါကြီးတို့နမကဝေပါနမကဝေက minus 1.1နော် minus 2.2 plus minus 3.3အဲ့ဒီမှာဒီကျတော့ဘယ်လိုတွက်လို့ရလဲဆိုလို့ရှိရင် minus 1.1ကိုကျမ်းမဲ့ပြင်ရင်းမယ်ဒီပြီးတဲ့အခါမှာ minus 2.2ကိုကြာကျတို့အဲ1.1နဲ့ minus 2နဲ့မျှရင် minus 2.2ပြင်ရရမှာနော်နောက်ကနောက်က minus 3.3ရတဲ့အတိုင်းပဲ minus 3နဲ့1.1နဲ့မျှရင် minus 3.3ပြင်ရရအဲ့လိုဆွဲပြီးတော့ကျတို့ပုံထုတ်မယ် ဒီတော့ရှိရဲ minus 1.1ကိုညိုင်းပြင်ရင်မယ်နောက်က green နဲ့မှာရှိရဲ plus 1.1ကိုကျတော့ကျွန်တော်ကပုံထုတ်လိုက်မယ်ပြီးကြရင် green နဲ့မှာ minus 2နဲ့ minus 3နဲ့ခွဲချင်ပါတယ်ဒါပြင်1.1နဲ့ minus 1.1နဲ့ plus 1.1ကိုညိုင်းပြင်ရင်မယ် minus 2နဲ့ minus 3ရတာကျတော့ကဒီလက္ခဏာတွေတော့ပေါင်းမိရပါတယ်လက္ခဏာတော့နှုတ်ခွဲပြန်တဲ့အရကျတော့အနှုတ်ငါးပေါ့နော်ဒါပြင်1.1နဲ့ minus 1.1နဲ့ အမှအသုံးလုံးမှာဒီအနှုတ်ကနှစ်ခုပါတယ်အနှုတ်နဲ့နှုတ်နဲ့မျှကျိုးအပေါင်းဖြစ်ကြတယ်နော်ကိုယ်ကအပေါင်းဖြစ်သွားပြီဒါပြင်စတိနဲ့စတိနဲ့မျှတော့တရားတိသမနှစ်တရားပြီးတော့ဒီက -5 ကကြတော့လည်းရှေ့က -9 နဲ့ကျိုးရတာဖြစ်တယ်ငါးလည်းရတယ်နော်ဒီရင်ဝမ်ပါ2အောင်ကျွန်တော်9နဲ့မျှတဲ့ခါမှာ6.05ရပါတယ်နော်သူကအပေါင်းလုံးတော့အပေါင်းဖြစ်တယ်အပေါင်းနော် +6.05 ရပါတယ်နောက်တစ်ခုကကြတော့လေ့ကျင့်ခန်းဝမ်ပါ9ကနံပါတ်1ပါ ောက်ပါတို့ရဲ့အနောက်ဗျမ်းမြန်ကိန်းကိုရှာတာတဲ့အနောက်ဗျမ်းမြန်ကိန်းဆိုတာကျတော့ပိုင်းဝင်နဲ့ပိုင်းကျင်းတွေကိုမူလကိန်းရဲ့နော်ကြောင်းမြန်ပေါ့နော်ပိုင်းဝင်နဲ့ပိုင်းကျင်းတွေပေါ်နေအောင်တဲ့ကလည်လိုက်တာပါဒါဆိုရင်4 and 5ရဲ့ပေါင်းမြောက်ဗျမ်းမြန်ကိန်းရကြတော့5ပါရင်4ပေါ့နော်ပိုင်းကျင်းမှာရှိတဲ့5ကပိုင်းဝင်ရောက်ပြီးတော့ပိုင်းဝင်မှာရှိတဲ့4ကပိုင်းကျင်းကိုရောက်လာမှာပါနောက်ကနမခဝေးပါနမခဝေးရကြတော့နော်9 9 4အဲ့ဒီအနောက်ကတော့ကျိုးပြောင်းကြအနောက်ကတော့အပေါင်းဖြစ်သွားပါဘူးနော်တကယ် ဖြစ်သွားမှာကပိုင်းဝင်နဲ့ပိုင်းကျင်နဲ့ပဲထက်အောင်ပြောင်းပြန်ဖြစ်တာလားဒါပြင်မိုင်းနဲ့နိုင်ငံကူရဲ့အမြောင်ပြောင်းပြန်ခင်ရကြတော့မိုင်းနဲ့4/9ရပါတယ်နော်ပိုင်းကျင်မှာရှိတဲ့ကိုကပိုင်းဝင်ကိုရောက်ပြီးတော့ပိုင်းကျင်ပိုင်းဝင်မှာရှိတဲ့နိုင်ကပိုင်းကျင်ကိုရောက်ပါတယ်နောက်ကနမက်ကားငယ်ပါနမက်ကားငယ်မှာကြတော့ဒီပိုင်းဝင်မှာကမိုင်းနဲ့1ပိုင်းကျင်မှာက1/2အဲ့တော့ဒီလိုပြောင်းပြန်လဲတဲ့အခါမှာနော်1ကအဝေးရောက်ပြီးတော့1/2ကအပေါ်ရောက်တော့ပိုင်းကျင်မှာ1/2ရှိရယ်ပိုင်းဝင်မှာက1ဆိုတော့ အနုလက္ခဏာတွေရမ်းမပြတ်တက်ကပါမယ်။အဲဒီဝမ်မိုက်တူကပိုင်းဝေပေါ်ရောက်သွားပြီ။ဂွန်းကပိုင်းကျူရောက်သွားတယ်။ဒါဆိုရင်ပိုင်းကျူမှကြီးတဲ့ဝမ်ကိုရချိုးမှမြည်လေရပါတယ်။ဒါကြောင့်မို့နော်မိုင်းနဲ့ဝမ်ပိုင်းဝမ်မိုက်တူရဲ့အနက်ကမြန်ကင်းရကြတော့ဝမ်မိုက်မိုင်းနဲ့ဝမ်မိုက်တူကနော်မိုင်းနဲ့အနုလက္ခဏာရချိုးကဖြောက်လို့မရပါဘူး။လက္ခဏာတွေရမ်းရေးပဲ။ပိုင်းကျူမှကြီးတဲ့ဝမ်မိုက်တူကပိုင်းဝေရောက်လာမယ်။ပိုင်းဝေမှကြီးတဲ့ဝမ်ကပိုင်းကျူရောက်မှာ။ဒါပေမဲ့ပိုင်းကျူမှကြီးစမှာကြီးကြ။နောက်ကနံပါတ်ကြည့်တဲ့အတိုင်းပါပဲ။ဝမ်ပိုင်း minus 3 by 2ပိုင်းကြည့်မှာက minus 3 by 2ပိုင်းဝင်မှာက1ဒါဆိုကျွန်တော်ပြောင်းပြန်လန်လိုက်တဲ့အခါမှာ3 by 2ကပိုင်းဝင်ရောက်ပြီးတော့1ကပိုင်းကြည့်ရောက်သွားမယ်အနုလက္ခဏာတော့တကယ်ပဲပြင်ရပါမယ်ဒါကြောင့်မို့ minus 3 by 2ပါเนาะအဖြေကနောက်ကနံပါတ်5ပါနံပါတ်5မပေါဘူးเนาะနံပါတ်2နံပါတ်2က upper rational ကိများနဲ့မိသီတို့တူညီကြတယ်နည်းရဲ့သူကပြတာနံပါတ်ကကြည့်မှာ minus 9 by 4ရဲ့ minus 9 minus 4ရဲ့ minus 9 by 4 9 by minus 4 21 by 4 minus 21 by အဲ့မှာဒီလိုက minus 9 by 4နဲ့တူရအောင်လိုက်ချင်တယ် minus 9 by 4နဲ့တူရအောင်ကျတော့ဒီလိုအဲအနုလက္ခဏာတွေပါရတာပေါ့နော်ဒါပေမဲ့ဒီရမြောက်တစ်ခုမှကျတော့ minus 9နဲ့ minus 4ဆိုတော့အပေါ်က minus နဲ့အောက်က minus နဲ့ချင်း plus ဖြစ်သွားမှာတော့ဒါကမတူဘူးပေါ့နော်အဲသူရနောက်ကတတိယ game ဖြစ်တဲ့ minus 9 by 4ကတော့တူရတယ်ဆိုတော့သူကတူပဲပေါ့နော်လက္ခဏာတစ်ခုရပါတယ်နောက်ကသူရနောက်ကဖြစ်တဲ့9 by minus 4ကလည်း minus 9 by 4နဲ့တူပါပဲပြောချင်းရင်2 by 4ကကျတော့အပေါင်းကိန်းမှာ ဟိုနောက်ဆုံးက minus 2 minus 4ကကျတော့9ကို4နဲ့စားလို့ရှိရင်เนาะ minus 9 minus 4ကို9ကို4နဲ့စားလို့ရှိရင် minus 2 minus 4ပြင်ရတယ်အဲဒါကြောင့်မတူရတဲ့တူတယ်ဒါကတူရဲလူတူရဲဟာလေပေါ့နော်နောက်တစ်ခုကကျတော့ဒီအပေါင်းတွေပေါ့နောက်တစ်ချက်ပြောရတဲ့ဒုတိယမြောက်ကိန်းလို့ဖြစ်တဲ့ minus 9နဲ့ minus 4ကအပေါ်နောက် minus မှရှိရဲ့ minus နဲ့ပိုင်းစီမှရှိရဲ့ minus ကြည့်သွားလို့ရှိရင် plus minus 9 minus 4ဖြစ်မှာပါနော်အဲ့ဒါအဲ့ဒါလေးရဲ့နောက်က2 minus 4ဖြစ်တဲ့ plus 2နဲ့တူရဲပေါ့နော်အဲ့ဒါဒါကြောင့်နံပါတ်ကကြီးမှာ ဟိုကလေးခုကတူပြီးတော့အောက်ကနှစ်ခုတူပါတယ်เนาะနောက်တစ်ခုကနမခဝေးပါ minus 100နောက်က100 by 1 minus 100 by minus 1 minus 100 by 1တဲ့100နောက် minus 100 by 1ပါအဲ့ဒီမှာကျတို့ minus 100နဲ့တူတာကကျတော့အဲတတိယ game ကတော့မတူပါတော့သူကဟိုဗါလဲတရားတပိုင်းတရားပိုင်းဆိုတော့ပိုင်းခြေတစ်ကကျတော့ရှိလူရတဲ့အပေါင်းတရားပေါ့သူကတူတာကအနှုတ်တရားဖြစ်တယ်ဗျဒုတိယ game နဲ့မတူပါဘူး တတိယကိန်းကလည်း -100 နဲ့ -1 နဲ့ကြာတော့ဒီအနှုတ်နှုတ်နဲ့ကြည့်ရင် +100 ပဲရမှာပေါ့နော်အားကြောင့်မို့ဒီနယ်လည်းမတူပါဘူးနောက်ကတူတဲ့ဟာ -100 by 1ကကြာတော့ -100 နဲ့တူပါပဲအဲ့ဒါကြည့်လိုက်မျိုးနော်နောက်ကနောက်ဆုံးကကနန်းဖြစ်တဲ့ -100 by 1ကလည်းဒီနယ်တူပါပဲဟုတ်ပြီနော်ဒါပြင်သုံးခုတူပါတယ်နောက်ကဒုတိယမြောက်ဖြစ်တဲ့ဟို100 by 1နဲ့နော် နောက်ကဟိုသူ့ရဲ့နောက်က -100 ပဲ -1 ဆိုတဲ့အနှုံးတစ်ခုပေါ့နော်ဘိုင်းရောဘိုင်းကြီးရောနှုတ်ပေါ့ပါတဲ့ဟာကတက်လိုက်မယ်ဆိုချေအပေါင်းရတာပေါ့နော်အဲ့ဒါလေးရဲ့တူတယ်နောက်ကအဲအပေါင်း +100 ဖြစ်တဲ့ဟာလေးကလည်းတူပါတယ်ဒါဆိုရင်နမခောက်ဝဲမှာကြာချေသုံးလုံးကြီးသုံးလုံးစီတူရပေါ့နော်နမခောက်ငင်မှာကြာတော့5/2ရဲ့နော်မိုင်း2.5ရဲ့ -5/2 -5/2 25/10 21/2ပေါ့နော်အဲ့ဒီမှာကျေ5/2 ဒါပတ်ဝန်းကျင်နဲ့တွေ့ရတော့အပေါင်းကြီးဖြစ်တဲ့အတွက်အပေါင်းကြီးလိုက်ရှာမယ်နော်အဲငါ့ကိုနင်းနဲ့စားလို့ရှိရင်ငါ့ကိုနင်းနဲ့စားရင်အပိုင်းကြီးနဲ့မရေးပဲနဲ့တသမကြီးနဲ့ရေးမယ်ဆိုရင်ဒီမှာ2 wifi ရပါတယ်အပေါင်းပေါ့နော်နောက်တစ်ခုကကျတော့ဒုတိယမြောက်နဲ့တတိယမြောက်ကကျတော့အနှုတ်တွေပါရတဲ့ဒါအပေါင်းကြီးမဟုတ်တော့ပါဘူးအဲ့တော့ပစ္စမတ်ကူကြီးတဲ့25 by 10နော်25ကိုကျုပ်30နဲ့သွားပြီးတော့မြောက်လို့ရှိရင်လည်းဖြေတာအဲ5 by 2လည်းရရတယ်ဒါမှမဟုတ်ရှိရင်2 wifi လည်းရရတယ်နော်အားကြောင့်2 wifi တူပါတယ် နောက်တစ်ခုကငေါင်းနည်းနည်းစားတာကိုဆိုဒသမကိန်းနဲ့မေးမယ်အပိုင်းကိန်းနဲ့ရေးမယ်ဆိုရင်လည်း2 1 2လို့ရပါတယ်ဒါဆိုရင်2ရက်ဒီကနန်းလေးတွေကနေလို့ရှိပါတယ်ဒါကအပေါင်းနေပေါ့နော်ဒါဆိုအနှုတ်တွေကလည်း -5 2ရဲ့ -5 2ပေါ့နော်ဒီအပေါ်မှာအပေါင်းပိုင်းပိုင်းမှာနှုတ်ထားတာနဲ့နောက်ကလုံးရဲ့ရှိမှာနှုတ်ထားတာနဲ့ကအတူပါပဲဒါမှမဟုတ်သူတို့ကအများကြီးချလိုက်တယ်ဒါဆိုရင်နမကငင်မှာတော့ဒီနှစ်ခုကနော်ဟိုအပေါင်းကိန်း၄ခုကတူပြီးတော့အနှုတ်ကိန်း၄ခုတူပါတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီနေ့ကလေ့ကျင့်ငယ်အချင်းချင်း သစ္စမကိုရဲ့နံပါတ်တစ်နှစ်ထိပြီးပါပြီနော်ဇုံဒီကြည့်ရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်